ွေရည်မှုတွေကြောင့်လုံလောက်မရရှိပဲဖြစ်နေတဲ့တဲ့တင် AI ကိုပိုအသုံးချနိုင်ဖို့အတွက်ဝန်ထမ်းတစ်သောလေးတောင်ကိုအမေဆုံကအလုပ်ဖြုတ်လိုက်တဲ့တဲ့တင်ဒီတဲ့တင်နေ့အပါအဝင်ထူးခြားတဲ့ပြည်တွင်တဲ့တင်နိုင်ငံတကာတဲ့တင်တွေကိုတင်ဆက်ပေးသားပါမယ်ရှင်ပထမဆုံးတဲ့တင်အနေနဲ့မြန်မာနိုင်ငံမှာစစ်ကော်မရှင်ကဦးစီးတဲ့ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးတွေဒီနေ့မှတရားဝင်စတင်လိုက်ပြီးမဲ့ UN EU နဲ့ ASEAN တို့ကရွေးကောက်ပွဲကိုမထောက်ခံကြောင်းပြောလာကြပြီးဤတွင်ကပါကန့်ကွက်နေကြတဲ့တဲ့တင်ကိုကွန်မြူနီကတက်ဆက်ပေးပါမယ်။ စတက်ကြောထောက်နောက်ခံပြည်ဦးချက်ခံရေးပါတီကမေပြော်နဲ့ရန်ကုန်မှာမဲဆွေပွဲတွေလုပ်ပြီးသူတို့ရဲ့နိုင်ငံခင်းချင်းကိုစတင်ဖွင့်လှစ်လိုက်ပါတယ်။ဒါပေမဲ့ပြည်သူအများစုတွေ့တော်ဒီရွေးကောက်ပွဲဟာသူတို့ရဲ့နေရှင်ဘဝနဲ့အလံဝေးကွာလွန်နေပါတယ်။စစ်ဘေးတန်းနဲ့စောက်ဝတ်နေရေးအကျက်တဲတွေကြားမှာဒီရွေးကောက်လာကြပါတယ်။ကုလသမဂ္ဂထွေထွေသွင်းမှုချုပ်အန်တိုနီယိုကူတာရက်စ်ကိုတိုင်ကဒီရွေးကောက်ပွဲဟာမြန်မာပြည်သူနာကိုဖြစ်ရှင်းနိုင်မှာမဟုတ်ပဲပိုလို့တောင်ဆိုးဝါးစေနိုင်တယ်လို့ပြင်းပြထန်ထန်သတိပေးလိုက်ပါတယ်။ဒီကောက်ပွဲအစားကြံဖတ်မှုတွေရပ်ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ကောင်စိုက်တင်တယ်လို့အာဆီယံထိပ်သီးဆွေးနွေးပွဲကိုရောက်နေစဉ်တိုက်တွန်းခဲ့ပါတယ်။ကုလသမဂ္ဂတွေမကပါဘူး။ဥရောပသမဂ္ဂ EU ကလည်းဒီရွေးကောက်ပွဲဟာလုံးဝလွတ်လပ်မျှတမှုမရှိနိုင်တဲ့အတွက်လေလာသူတွေလုံးဝဆေးလွတ်မှာမဟုတ်ဘူးလို့တရားဝင်ကြေညာခဲ့ပါတယ်။အဖွဲ့ကလည်းအဖွဲ့ကိုစားပြုလေလာသူတွေဆေးလွတ်မှာမဟုတ်ဘူးလို့တန်တမန်သတင်းရင်းမြစ်ကိုကိုးကားပြီး AFP သတင်းဌာနကဖော်ပြပါတယ်။ဒါ့အပြင်ရွေးကောက်ပွဲမတိုင်ခင်ကျန်းမာမှုတွေရပ်တန့်ဖို့နဲ့အားပေးကူညီနေတာကတော့အင်ဒီဂျင်တီယော ရုရှားနဲ့ပီလာရုနိုင်ငံတွေသာရှိပါသေးတယ်။ပြည်တွင်းမှာလည်းအဓိကတိုက်ခိုက်ပါတီဖြစ်တဲ့ NLD ကိုဖျက်သိမ်းထားပြီးနိုင်ငံရေးကောင်းဆောင်များစွာကိုဖမ်းဆီးထားချိန်မှာလက်နက်ကင်တော်လှန်နေတဲ့အင်အားစုတွေဒိုင်းနာတော်လှန်ရေးဖွဲ့စည်းတွေတော်လှန်ရေးအင်အားစုအသီးသီးကလည်းဒီရေးကောက်ပွဲကိုလုံးဝအသိမမပြုဘဲဗိမောက်တိုက်ဖြတ်သွားမယ်လို့ကြေညာထားပါတယ်။6မြို့နယ်မှာကျင်းပနိုင်မှာမဟုတ်ကြောင်းတရားဝင်ဝန်ခံထားပြီးကျင်းပနိုင်တဲ့73မြို့နယ်မှာလည်းပြည်ပခါတွေပြင်းထန်နေတာကြောင့် စစ်တပ်ကြောထောက်နောက်ခံကျန်ခိုင်ပါတီတခုသေးကသာဝင်ရောက်ရွေးကန်းနိုင်တဲ့အတွက်အဲ့ဒီဒေသတွေမှာကျန်ခိုင်ပါတီကိုယ်စားလှယ်တွေကကြိုတင်အနိုင်ရနေပါတယ်။ဒါပြင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်သူတွေကိုဖမ်းဆီးတာနေရာဖြစ်ပါတယ်။ဒီအထောက်ကွန်းတွေပေးဝေဖို့အတွက်လူဦးရေစရင်ကောက်ခံတာကိုတော့စစ်ကော်မရှင်လက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးမှူးတွေကတာဝန်ယူဆောင်ရွက်ကြတာပါ။ဒီလိုဖြစ်ပျက်တွေဟာရက်ွက်တစ်ခုတည်းမှာဖြစ်နေတာမဟုတ်ပဲကြီးပင်နဲ့ရွှေပြားလမ်းမတော်တောင်နဲ့လမ်းမတော်မြောက်ပါဝင် မြို့စုံရက်ကွာများပြားမှာဖြစ်ပွားနေတယ်လို့ဒေသခံတွေကဆိုပါတယ်။အာရခတက်တော်အေအေနဲ့စစ်ကောက်စီတက်တို့ရဲ့တိုက်ပွဲတွေကြောင့်စစ်ကောင်မရှင်ကစစ်တွေမျိုးကိုကုန်လန်းရေလန်းတွေကနေလုံအောင်ပိတ်ဆို့ထားတဲ့ဖြက်လီပြံမဟာဗျူဟာကိုတုံးနေပါတယ်။ဒီပိတ်ဆို့မှုတွေကြောင့်မြို့တွေမှာစေဝါနဲ့စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေပါတယ်။ကုလသမဂ္ဂဒုက္ခသည်များအရှောက်ခီးစဉ်တွေမှာဆန်ကကျွန်တော်တို့သူနဲ့ကဆက်ဆံရင် ကောင်းပါတယ်။သူတို့တွေ့ချင်းနေဆိုရင် သူတို့ဒီတရင်စကားကိုကြားမယ်ဆိုရင်ဆက်ဆံရင် ကောင်းပါတယ်။သူတို့တွေ့ချင်းနေဆိုရင် သူသာဒီသတင်းစကားကိုကြားမယ်ဆိုရင်တော့သူ့ကိုတွေ့ကျင်ပါတယ်လို့တင်းနာလေးမှာပြောကြားခဲ့ပါတယ်။ကင်ဂျုံကိုစနေပွဲစပွဲတွေစီဘယ်လိုခေါ်လာမလဲလို့မေးမြန်းရမှာတော့ Trump ကပိတ်ဆို့ရေးမှုတွေနဲ့ပေါ်လို့ပြပြသက်သက်အပြေပေးခဲ့ပါတယ်။ဒီလို Trump ကတစ်ဖက်သက်တန်လန့်နေချိန်မှာဂျာကနေတရားခင်းပေးဖို့ကြိုးစားနေတာကတော့တောင်ကိုရီးယားအစိုးရပဲဖြစ်ပါတယ်။တမရလီဂျီမြောင်က Trump ရဲ့ဒီခီးစဉ်ကိုကင်ဂျုံနဲ့ပြန်လဲထိတွေ့ဆက်ဆံဖို့အခွင့်အရေးတစ်ခုအဖြစ်အသုံးချဖို့ကြံပြုခဲ့ပါတယ်။နောက်ကိုရီးယားဘက်ကလည်း အင်္ဂါဒါမှမဟုတ်ဗုဒ္ဓဦးနေ့လောက်မှာတုံ့ပြန်မှုတစ်ခုထုတ်ပြန်လာနိုင်တယ်လို့တောင်ကိုရီးယားတာဝန်ရှိသူတွေကမျှော်လင့်နေကြပါတယ်။နောက်ကိုရီးယားဘက်ကတော့တရားဝင်တုံ့ပြန်မှုမရှိသေးပေမဲ့ပြီးခဲ့တဲ့လကကင်ဂျုံကထရန့်နဲ့တွေ့ဆုံလို့တဲ့အရေးမဟုတ်ပြခဲ့ဘူးပါတယ်။ဒါပေမဲ့သူ့မှာတောင်းဆိုချက်တစ်ခုရှိနေပါတယ်။အဲဒါကတော့အမေရိကန်ဟာနောက်ကိုရီးယားကိုနျူကလ িয়ার ဖျက်သိမ်းခိုင်းတဲ့ဒိဗျမရှိတဲ့ဆွေလက်မှုကိုဆွတ်လုပ်ပြီးအရှိတရားကိုလက်ခံရမယ်ဆိုတာပါပဲ။သမရထရန့်နဲ့ပတ်သက်လို့ကောင်းတဲ့အမှတ်တရတွေရှိနေသေးပါလို့လည်းသူကထည့်သွင်းပြောကြားခဲ့ပါတယ်။ ။ဒါပေမဲ့2019ခုနှစ်က Trinity Game တို့နောက်ဆုံးတွေ့ခဲ့ပြီးနဲ့အခုချိန်ရဲ့ကမ္ဘာနိုင်ငံအခြေအနေကတော့လုံးဝကိုမတူညီတော့ပါဘူး။အဓိကချက်ကတော့မြောက်ကိုရီးယားဟာရုရှားနဲ့စီးရီးမဟာမိတ်ဖွဲ့ပြီးတရုတ်နဲ့လည်းဆက်ဆံရေးပိုမိုခိုင်မာလာတာပါပဲ။ဒီကရင်နှစ်ကကင်နဲ့ပူတင်တို့ဟာကာကွယ်ဆိုင်ရာသဘောတူညီစာချုပ်ခုကိုလက်မှတ်ရေးထိုးခဲ့ပြီးမြောက်ကိုရီးယားဟာယူကရိန်းစစ်ပွဲအတွက်ရုရှားကိုလက်နက်ခဲယမ်းတွေပံ့ပိုးနေပါတယ်။ထရိုင်ဒီကလန်ချက်ဟာတန်တမာဆက်ဆံရေးကိုပြန်လည်အသက်သွင်းမဲ့ကျိုးပန်းမှုဖြစ်ပေမဲ့ ပြောင်းလဲသွားတဲ့ကမ္ဘာအင်အားချိန်ခွင်ရှာနဲ့နောက်ကိုရီးယားရဲ့ခိုင်မာတဲ့နျူကလ িয়ার ရည်ညွှန်ချက်တွေကြားမှာဒီတွေ့ဆုံမှုဟာတကယ်ပဲဖြစ်လာနိုင်ပါမလားဆိုတော့ဘူတော့ကမ္ဘာက စောင့်ကြည့်နေရအောင်မှာဖြစ်ပါတယ်။လက်ရှိချိန်ထိတော့တိကျတဲ့ပြင်ဆင်မှုတွေဘာမှမရှိသေးကြောင်းအမေရိကန်ရာရှိတွေကအတည်ပြုထားပါတယ်။လူသားတွေရဲ့နေရာမှာ artificial intelligence AI ကတဖြည်းဖြည်းအစားထိုးဝင်ရောက်လာမယ့်အနာဂတ်ကြောင့် ကျမတို့တွေပြောဆိုနေခဲ့ကြတာအခုတော့လက်တွေ့ဖြစ်လာပါပြီ။လုံချနိုင်ဖို့အတွက်အမေဇုန်ကသူ့ဝန်ထမ်း14000ကိုအလုပ်ဖြုတ်လိုက်ပါတယ်။အပြည့်စုံကိုတော့ကိုနာကြီးကပြောပြပေးပါမယ်ရှင်။ကမ္ဘာအကြီးဆုံး e-commerce လုပ်ငန်းကြီးဖြစ်တဲ့ Amazon ဟာ AI နည်းပညာကိုကြည်ကြဲပြတ်ပြတ်အသုံးပြုလာမှုရဲ့အကျိုးဆက်အဖြစ်ကုမ္ပဏီရဲ့ရုံးဝန်တန်း14000ကိုအလုံးမှရှင်းချမဲ့အကြီးဆုံးပြောင်းလဲမှုတစ်ခုကိုတရားဝင်ကြေညာလိုက်ပြီးဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာကက်ယောဂကာလအတွင်းဝယ်လို့အလွန်မြင့်တက်ခဲ့ခြင်းက ဝင်တဲ့အင်အားအလွန်ကျွံခက်အပ်ခဲ့မှုကိုပြန်လည်ထင်းကြီးဖို့ဖြစ်သလို CEO Andy Jassy ရဲ့ bureaucracy ရန်ရက်ကိုရှင်းချပြီး AI ကိုပုံမှုအားကိုးမဲ့မူဝါဒရဲ့အဓိကခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ကုမ္ပဏီကဝန်ထမ်းတွေကိုပေးပို့တဲ့အမှတ်စုထဲမှာတော့ဒီပြောင်းလဲဟာကုမ္ပဏီရဲ့အကြီးအမားဆုံးရင်းနှီးမြှုပ်နှံမှုတွေထဲမှာအရင်းမြစ်တွေကိုပြန်လည်နေရာချထားနိုင်ဖို့နဲ့မလိုအပ်တဲ့စီမံခန့်ခွဲမှုအလွှာတွေကိုဖယ်ရှားဖို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။အမေဇုန်ဟာဒီနေ့ထဲမှာတွင် AI နဲ့ cloud အခြေခံအဆောက်အအုံတွေတိစောက်ဖို့အတွက် မေဂန်ဒေါ်လာ118ဘီလီယံလီဘာ30သွားဖို့မျှော်မှန်းထားပါတယ်။ဒီနေ့မြညာကိုအသုံးပြုပြီးဆော့ဝဲတွေအတွက်ကုတ်တွေကိုအလိုလျောက်ရေးသားစီတာနေ့စဉ်လုပ်ငန်းဆောင်တာတွေကို AI agent တွေနဲ့အစားထိုးလုံဆောင်စီတာတွေကတင်တဲ့ဆင့်ကုန်ကြမ်းစီကိုရှော့ချပြီးလူပေါ်မိခိုမှုကိုရှော့ချနိုင်မှာဖြစ်ပါတယ်။ကုမ္ပဏီရဲ့အကြီးတန်းဒုဥက္ကဋ္ဌ Bit Galady က DAI မျိုးဆက်သစ်ဟာအင်တာနက်ပေါ်လာပြီးနောက်ပိုင်းကျွန်တော်တို့မြင်တွေ့သမျှထဲမှာအပြောင်းလဲနိုင်ဆုံးနည်းပညာဖြစ်ပြီး ကော်မတီတွေကိုအရင်ကထက်အများကြီးပုံမြင်အောင်စမ်းသစ်တည်ထောင်နိုင်ပေးပါတယ်လို့ဆိုပါတယ်။အမေဇုန်ဟာပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိဝန်ထမ်းအင်အား1.5%ကျော်ရှိပြီးအခုအလုပ်လျှော့ချမှုပြုလုပ်မဲ့ရုံးဝယ်တဲ့အင်အားကတော့3သိန်းခွဲဝန်းကျင် ရှိပါတယ်။ဒီကြေဟာအကြီးအမားဆုံးဖြစ်ပေမဲ့နောက်နှစ်မှာလည်းနောက်ဆက်တွဲအလုပ်လျှော့ချမှုတွေထပ်မံပြုလုပ်သွားဦးမယ်လို့သိရပါတယ်။ဒီဖြစ်စရာအမေဇုန်တခုတည်းရဲ့ပြဿနာမဟုတ်ပဲဒီပညာလောကတခုလုံးနဲ့အနာဂတ်အလုပ်ကိုင်တွေရဲ့ပုံစံအပေါ်တက်ကြီးမားတဲ့ပြောင်းလဲမှုတခုရဲ့ရှေ့ပြေးနိမိတ်တခုလည်းဖြစ်ပါတယ် AI ရဲ့တိုးတက်မှုဟာစားသစ်တူဖြစ်မှုတွေကိုယူဆောင်လာသလိုလူသားတွေရဲ့အခန်းကဏ္ဍနဲ့အလုပ်ကံရဲ့အနာဂတ်ပေါ်ကြီးမားတဲ့မေးခွန်းထုတ်မှုတွေကိုလည်းတဖာတည်းသေဆောင်လာခဲ့တာဖြစ်ပါတယ်။အိမ်မက်လိုလောက်ကင်ကန်လန်းချက်ကနေအိမ်မက်ဆိုဖြစ်ပြောင်းလဲသွားနိုင်တဲ့အရှိတောင်အာရှာကအလုပ်ကံလေးလေးမှုတွေရဲ့အန္တရာယ်ကိုတောင်ကိုရီးယားဆိုရကအလေးထားလာပြီးဖြစ်ပါတယ်။ကြားဖြန့်အန္တရာယ်ကြောင့်နိုင်ငံသားတွေဒုက္ခများရအောင်ခီးသွားသတိပေးချက်တွေကိုကမ္ဘောဒီးယားနိုင်ငံအပြင် မြန်မာနဲ့လာအိုနိုင်ငံတွေကိုလည်းကိုရီးယားဆိုရာကထပ်တိုးထုတ်ပြန်လိုက်ပါပြီ။ကိုမျိုးနေကဆက်ပြောပြပေးပါမယ်ရှင်။ကာတာဂရီပေးစာသူတွေဗီဒီယိုတွေနဲ့ပြသသွားမှာဖြစ်ပါတယ်။ပြီးတော့ဝန်ထမ်းတွေရှိတဲ့စစ်ဆေးရေးဂိတ်တွေမှာတော့လူဝင်မှုကြီးကြပ်ရေးရရှိတွေကကမ်ဘောဒီးယား၊လာအိုမြန်မာခီးသွားဂရီပေးချက်လက်တန်းစာဆောင်တွေကိုခီးတဲ့တွေရဲ့လက်ထဲရောက်ဓာတ်ရိုက်ပေးဝေသွားမှာပါ။ဒါပြင်လေယာဉ်ပေါ်မတက်မီနောက်ဆုံးချိန်ထိတတိထားမိစီဖို့ဒီကြောင်းလိုက်တွေနဲ့ပူပေါင်းပြီးလေယာဉ်နောက်ဆုံးချိန်ထိ တတိထားမိစီဖို့ရေချောင်းလိုက်တွေနဲ့ပူပေါင်းပြီးလေရင်တက်ဂိတ်တွေဂိတ်တွေမှာပါဒီလက်ကန်ကြီးကိုဝင်ရောက်နေပြီဖြစ်ပါတယ်အဲ့ဒီမုန်တိုင်းဟာလေပြာနယ်ရပ်ဝန်ဖြစ်အာရွက်သွားပြီးဘင်္ဂလားဒေ့နိုင်ငံနေဆက်တိဆက်လက်ရွေ့လျားသွားနိုင်ပါတယ်ဒီအာရွက်သွားပြီးဘင်္ဂလားဒေ့နိုင်ငံနေဆက်တိဆက်လက်ရွေ့လျားသွားနိုင်ပါတယ်ဆိုက်နိုဝင်ဘာလ2ရက်နေ့ထိ9ရက်တာအတွင်းရခိုင်ပြည်အတွင်းမိုးများနိုင်ပြီးမွေးကြိမ်လေးလက်မခံတင်ရရှိနိုင်ပါတယ်နောက်ထပ်မိုးများနိုင်တဲ့ဒေသတွေကတော့အေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့ဖြစ်ပြီး ဝေးအချိန်တုံးလမထပ်ရရှိနိုင်ပါရဲ့ရှင်။မနေ့ပြန်တော်မူရနိုင်တဲ့ခံမှန်ချက်တွေအနေနဲ့ကတော့တနင်္သာရီတိုင်းမှာနေရာစိတ်စိတ်မူရနိုင်ပြီးရခိုင်၊ကရင်မွန်း၊အေရော်ဒီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကျကျမူရနိုင်ပါတယ်။ရှမ်းပြည်တောင်ပိုင်း၊ချင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊စကိုင်းတိုင်းထပ်ပိုင်းနဲ့မန္တလေးတိုင်းတို့မှာတော့နေရာကွက်ကြောင်မူရနိုင်တယ်လို့မိုးလေဝသခန့်မှန်ချက်မော်ဒယ်တွေမှာဖော်ပြထားပါတယ်။မွန်းထားမုံတိုင်းရဲ့အချင်းကျန်ဒေတာတွေနဲ့အထက်လီဝေလိုင်းတွေကြောင့်နိုဝင်ဘာလ2ရက်နေ့ကနေ4ရက်နေ့အတွင်းမှာမြန်မာတိုင်းနိုင်ငံလုံးကြောင့် နိုဝင်ဘာလ2ရက်နေ့ကနေ4ရက်နေ့အတွင်းမှာမြန်မာတိုင်းငံလုံးမိုးထစ်ချုံရနိုင်ပါတယ်။မိုးထစ်ချုံရနိုင်ပါတယ်။နေရာကွက်ပြီးမိုးသေးထန်လိုက်တဲ့လည်းနေတာကြောင့်ကျမတို့ CJ platform ရဲ့မူလပဒါခန့်မှန်ချက်တင်တွေကိုဆက်လက်ဆောက်ကြည့်ပေးကြပါလို့မြန်တန်ရခန့်အပ်ပါတယ်ရှင်။ CJ platform ရဲ့တင်စီစဉ်တွေကို CJ platform ရဲ့ Facebook စာမျက်နှာပြင်ဒီမှာလည်း subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်ရှင်။ဒီနေ့အတွက်နေ့စဉ်တင်လာစီစဉ်ကိုတော့ဒီမှာပဲညင်လာပြစေရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီး တဘာဝဘေးစစ်ဘေးတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးလိုက်ပါရရှင်။